ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆရာဗျာကျွန်တော်ဒီနေ့ဖိုမာချန်အတွက်သတင်းတွေပါတွေလောက်တော့ဗီဒီယိုတွေပါတွေဘာ sorry သတင်းတွေပါတွေလိုက်ကြည့်ပါညာပေါ့နော်။တော်တော်လေးကိုစိတ်ပျက်စရာတွေတွေ့ရတယ်ဒီလား။တော်တော်လေးကိုစိတ်ပျက်စရာတွေတွေ့ရတယ်။ဘာလဲဆိုတော့ဟိုကိုအသင်းနဲ့ပတ်သက်လို့ပါစိတ်ပျက်စရာဆိုတာຢາດີကမကုံနေဘူးဗျာဒီလား။သူများအသင်းတွေကမင်းတကယ်ကောင်းပါတယ်ဆိုတဲ့ကစားမတွေကိုအမှန်ကန်ခေါ်ဖို့လုပ်နေပြီ။ကိုရီယူနိုက်တက်အခုချိန်ထိမင်းကုညာလားမညာလားမသိရသေးဘူး။ တော်တော်စိတ်ပြည့်ဖို့ကောင်းတယ်တော်တော်စိတ်ပြည့်ဖို့ကောင်းတယ်အဲတွေးတိုင်းလေကိုသိနေပတ်သက်လို့ရှိရင်မိငါတို့သိကောင်းမလာတာလည်းမပြောနဲ့အရာရာကိုအကုန်လုံးအောက်ကြနောက်ကြသွားရတာကိုဆိုတော့အတွေးမျိုးဝင်တယ်အခုကျွန်တော်တို့ကြည့်ကြည့်ဗျာလီဗာပူးအသင်းတော့တခြားအသင်းမဟုတ်လီဗာပူးအသင်းအင်္ဂလန်မှာအဓိကပြိုင်ဘက်ပါဆိုတော့အသင်းအဲ့ဒီအသင်းကပရီးမီးယားလိဂ်ကိုပူပူနွေ့နွေ့ယူထားတာဒီအားဒီတော့မကုန်သေးဘူးနော်ပရီးမီးယားလိဂ်ယူထားတာအဲ့ဒီအသင်းကလက်ရှိလီဗာကူစင်ရဲ့ဖရင်ပေါင်ကိုရတော့မှာ တန်း40တောင်မပေးရဘူးเนาะ win back လိုပါတယ်ဆိုတော့ Manchester United တန်း40တောင်ယိုကြီးမပေးရတဲ့ frame ပေါင်ကို အခုချိန်ကြီး hello hair မှာဘာညာဘာမှမလုပ်ဘူးကိုက win back လိုတာเนาะ frame ပေါင်ဒီလက်ရှိ Leverkusen Alonso ရဲ့343 system မှာ win back မှာသူဘာကောင်လဲပြနိုင်ခဲ့တဲ့ကစားမှာစာချုပ်ပါယိုကြီးတန်း40တောင်မပြည့်ဘူး Manchester United အနေနဲ့ကိုအမှန်ကန်လိုတဲ့ကစားမှာဗျာအခုချိန်ကြီးဘာမှမလုပ်နိုင်ဘူး ဟောဒီကောင်အခုလက်ရှိလေဘာဘူးကိုရောက်တော့မယ်တန်း40တောင်မပြည့်ဘူးကျွန်တော်ပြောချင်းတန်း40ကိုမပြည့်ဘူးတန်း40ကိုမပြည့်ဘူးဒိုဂူပေးရတာနဲ့ကိုသိမ့်မကွာဘူးအဲ့ဒါကိုမင်းအခုချိန်ထိကိုရီဘယ်ကောင်မှတည်ရမလားမလုံနိုင်ဘူးဒီကစားမရဲ့ quality ကဗျာမင်းကဲနေတဲ့ကောင်တော်မြင်နိုင်တယ်ဟုတ်လားဘယ်တော့ကောင်းနေမကောင်းဘူးကမင်းအများကြီးတွေးနေကြမလို့ဘူးနော်အများကြီးတွေးနေကြမလို့ဘူးဒါကြောင့် frame ပေါင်းလေဘာဘူးတင်းကိုရောက်တော့မယ်နော်မင်းအပြောင်းအရွှေ့ကနီးတော်နီးဆက်နေပြီနောက်တစ်ယောက်နောက်တစ်ယောက်နော်ကျွန်တော်တို့ဘယ်လိုပြောမလဲဒီ အဲ Florian VS အခုဆိုဒီကောင်လေးကမင်းခေါ်ဖို့အတွက်ချိတ်ဆက်နေပြီချိတ်ဆက်နေပြီသူတို့မှာ dominant ရှုပ်ဖို့တိုင်းရှိတယ်နော် RV Elio တို့ကျွန်တော်ရှိတယ်ကာလီဂျုံတို့ရှိတယ်နော် Premier League ကြီးကိုလည်းဒီကောင်လေးယူထားတာနော်ယူထားတာနော် Premier League ကိုလည်းဒါမဲ့ဒီကောင်လေးလက်မရှိဘူးဘာဖြစ်လဲအာနူနီယာကို frame bound နဲ့အစားတို့ကိုလုတ်တယ်လူလောက်နေပါလေဆိုတဲ့ number 10တို့နေရာမှာ Florian VS ကိုသူတို့ချိတ်ဆက်ချိတ်ဆက်နေပြီ Florian VS ကိုချိတ်ဆက်နေပြီရမယ်မရဘူးအမှတ်ခံချက်မရှိသေးပြီလေလို့ပြောချင်တာက ဖလိုရီယန်ဗစ်ကိုအမန်ကန်ခေါ်ဖို့ကြိုးပမ်းရင်ဟိုကောင်မလာဘဲမနေဘူး။ဘာလို့လဲ။ပရီးမီးယားလိမှာအောင်မြင်နေတဲ့အတင်တင်။နော်အတင်မှာ stable ဖြစ်နေတဲ့အတင်တင်။ stable ဖြစ်နေတဲ့အတင်တင်ဒါပြင် Champions League တွေဘာကြီးနဲ့ပတ်သက်လို့အများကြီးမျှော်လင့်ချက်ရှိတဲ့အတင်တင်။ကစားမားတယောက်ကအောင်မြင်နိုင်ချေရှိတဲ့အတင်ကိုရှာတဲ့နေရာမှာ Liverpool လိုအတင်မျိုးကခေါ်ဖို့ကြိုးပမ်းရင်မလာဘဲမနေဘူး။ဆိုတော့ပြောချင်တာကသူများအတင်နေသည်အောင်မြင်နေပါတယ်ဆိုတဲ့အချိန်မှတောင်မှဗျာ။အပြောင်းအရွှေ့နဲ့ပတ်သက်လို့ရှိရင်မရက်ဘူး။လုတ်လုတ်နေကြပြီနော်။မင်းမင်းအမှန်ကန်ချနေကြပြီ။ အာဆင်နယ်ချန်ပီယံစ်လိစီမီဖိုင်နယ်ထိကျွန်တော်တို့ရောက်တယ်ပရီးမီးယားလိမှာကျွန်တော်အနေနဲ့ပေါ့နော်အနိုင်ဆုံး1 2 1 winner အဲ၄နှစ်လောက်ကျွန်တော်တို့ရှိပြီ၃နှစ်ဆက်လောက်ကျွန်တော်တို့ရှိပြီနော်အခုဘာဖြစ်လဲဟောကျွန်တော်တို့လက်ရှိဇူဘမန်ဒီလိုမန်ချက်စတာယူနိုက်တက်ကကွင်းလေလိုးနေတာနော်ကွင်းလေလိုးနေတာအခုချိန်ကြီးဘာမှမထွက်ဘူးနော်အော်ဇူဘမန်ဒီလိုကစားမမျိုးတန်း90နဲ့မြင့်ဟီဝီကိုဖြစ်သွားပြီဟီဝီကိုဖြစ်သွားပြီနောက်တစ်ခုမန်ချက်စတာစီးတီး တောက်လျှောက်ဒီယာဒီမှာစုပ်ပြတ်တက်နေတယ်ဆိုတော့မန်ချက်စတာစီးတီးပဲအေးအဆင့်မင်း124ဝင်တော့မယ်ချန်ပီယံစ်လိဝင်ခွင့်ရတော့မယ်ဘာလို့လဲပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ဘာလို့လိုက်လဲတန်း203ပြီးတော့ငွေကောက်ခွက်ပလိုက်တယ်မာမိုစ်တူလူကစားမာရီကူဆန်နော့ဖ်တူလူကစားမာရီရိုဒရီအင်ဂျူရီကျုံးနေရတယ်ဒါပေမဲ့နောက်ရသည်ပြန်လာမှာပဲဂယူးမဆိုင်ဘူးအခုလိုတော့ငါတို့ကအခုဟိုကောင်မလာနိုင်ဘူးအိုကေနီကိုကွန်ဆာလက်စ်ကိုခေါ်ချပလိုက်တယ်နီကိုကွန်ဆာလက်စ်ကိုခေါ်ချပလိုက်တယ်တန်း203ပြီးတော့ဇန်နဝါရီပြောင်းရွှေ့မှာနွေရသည်ပြောင်းရွှေ့ ။ဩ Florian VS နဲ့သတင်းထွက်တာလေပေါင်းတသိမ်းမဲမဟုတ်ဘူး။ Manchester City ပါရှိနေသေးတာ။ဩစဉ်းစားကြည့်ဗျာ။နော် Florian VS ရဲ့မိဘတွေဆိုလို့ရှိရင်အင်္ဂလန်ကိုရောက်လာပြီးတော့လေပေါင်းနဲ့စကားပြောလို့ပြော Manchester City နဲ့စကားပြောလို့ပြောဒါမှမဟုတ်သတင်းတွေကျွန်တော်ထွက်နေတာ။သူများအသင်းနေပြောချင်တာကအောင်မြင်နေပါတယ်ဆိုတဲ့အသင်းတွေအရင်အချိန်ကြီးကောင်းနေပါတယ်ဆိုတဲ့အသင်းတွေအပြောင်းရွှေ့တွေဇက်တိုက်ဆိုလိုလုံနေကြတဲ့အချိန်ကိုချင်ကိုရီခုချိန်မှာကိုညာတဲ့ဟေးကိုညာတော့ဟေးကိုညာတဲ့ဟေးဆိုပြီးတော့လုံနေရတော့နော် ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ Chelsea ပြချင်းချင်းလေးရဇန်နဝါရီပြောင်းရွှေ့ပြီးသွားပြီ။တော့ကိုရီကတော့ဟေးအာအန်မိုရင်းရဲ့ဝင်းဘတ်စ်တဲ့ဟေးအန်မိုရင်းရဲ့ဝင်းဘတ်စ်တဲ့ဟေးစကားပြောနေတဲ့ချိန်မှာဂျူဗနီကွင်နာကိုဘုံးဆိုတန်း90နဲ့နော်တန်း90နဲ့သူတို့သဘောတူညီမှုဟီယူဘီကိုရီပါလေးဖြစ်သွားပြီ။အဲစပိုတင်းတော်မှာပြန်အငှားချထားလိုက်သေးတယ်။ဒါသာသူများသိနေအမှန်ကန်လှုပ်လှုပ်နေတာ။သူများသိနေအမှန်ကန်လှုပ်လှုပ်နေတာဆက်ပါကိုရီအောက်ကဆက်ပါနော်ပြီးခဲ့တဲ့ကျွန်တော်တို့အနေနဲ့ဇန်နဝါရီပြောင်းရွှေ့မှာဘာလုပ်ခဲ့လဲ။ ဘူးသမားကအင်ဂျူရီပြဿနာကြုံနေရတယ်လက်ရှိကစားနေတဲ့ Forster နဲ့လည်းအဆင်မပြေဘူးဘာလို့လဲဘာလဲ Kinskila Kinskila သူတို့ခေါ်ပလိုက်တယ်လေအဲ့ဒါမလားသူဟာနဲ့သူပြအသင်းနေအကုံလုံးကအပြောင်းရွှေ့ကြီးကျွန်တော်လုံနေတာခက်ဝဲဝဲမကြည့်နဲ့ Real Madrid နော် Real Madrid ဆိုတာချူချူကြကြတော့ပြောစရာမလိုဘူးလို့သင်လဲဟောအခုဘာဖြစ်လဲဘုံမောင်ရဲ့ Huaisen ကိုကျွန်တော်တန်းကားစင်နေသူတို့ရတော့မယ်ရတော့မယ်ဒါအပြောင်းရွှေ့ရသည်မရောက်သေးဘူးနော်အပြောင်းရွှေ့ရသည်မရောက်သေးဘူးနော်ကို့ထက်အများကြီးတာနေပါတယ်ဆိုတဲ့အသင်းနေ အပြောင်းရွှေ့ဒီမှာဒီကောင်ကြီးလုံးဝအောင်မြင်မှုမရခဲ့တဲ့လူမျိုးအလုလုံနေကြတယ်အာဒီကောင်ကြီးအကုန်တိုင်ပတ်နေတဲ့ပုံစံမျိုးအလုလုံနေကြတယ်ကိုဒီလူမျိုးတမန်တော်နှစ်ပေါင်း90ကျော်52နှစ်အတော်တွင်မှာပထမဆုံးဆိုလို league ပွဲစဉ်18ပွဲရှုံးတဲ့အသင်းတမိုင်းတက်လျှောက်မှာအဆိုးဝါးဆုံးအသင်းအဆင့်16မှာလက်ရှိရပ်တည်နေတဲ့အသင်းနော်ကျွန်တော်လက်ရှိချိန်ထိ36ပွဲကစားပရီးမီးယားလိကစားပြီးတဲ့အချိန်မှာဂိုး40အမှတ်40မရသေးတဲ့အသင်း ော်တော်တော်ကူဆူဆူဝဝဖြစ်နေပါတယ်ဆိုတဲ့အတင်းကအေးကွင်းတိကြည့်တဲ့ဟေးဆိုပြီးတော့မင်းနီနီကြတော့မင်းကွန်ညာတဲ့ဟေးဆိုပြီးနီနီကြတော့မင်းဘလောက်ရှက်စရာကောင်းဘလောက်တော့မှမင်းစိတ်အားငယ်စရာကောင်းလို့နော်ဘလောက်တော့စိတ်အားငယ်စရာကောင်းလို့ပြောချင်တာကနော်ဟိုပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့မှာလဲရက်ရှ်ဖူတို့ကိုအငှားနဲ့လက်လွတ်တယ်အန်တိုနီဆန်ဒိုးကိုအငှားနဲ့လက်လွတ်တယ်မာလာစီယာကိုအငှားနဲ့လက်လွတ်တယ်ဂျီဒန်ဆန်ဂျူကိုအငှားနဲ့လက်လွတ်တယ်ဘသူပြန်ခေါ်ခဲ့လဲ ပက်ထရစ်ဒူဂူတဲ့ဗျာသူ့ဟာနဲ့သူတောင်းမှမလာခင်အုံငိုးသွင်းနေတဲ့ကစားမားကိုကျွန်တော်တို့ခေါ်တယ်ရောက်လာတယ်ဘာဖြစ်လဲဘာမှသုံးမရဘူးခုချိန်ထိဘာမှသုံးမရဘူးဘာဆိုဘာမှသုံးလို့မရဘူးအဲ့ဒီနောက်ပိုင်းဘယ်သူမှပြန်မခေါ်လို့မရဘူးအေဒင်ဟေဗင်းနဲ့ကျွန်တော်တို့ကမရှိသုံးသုံးလေးရတယ်မရှိသုံးသုံးလေးရတယ်ဘာဖြစ်လဲအင်ဂျူရီကြုံသွားပြီအခုချိန်ထိနော်မန်ချက်စတာယူနိုက်တက်ဟာကွန်ည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 ာလို့တင်းထွက်နေတာမြင့်ခန်းစားရတာ၃နှစ်လောက်တော့ရှိပြီတင်းနေပြီလား အာမန်တူရီကြမ်းလို့တည်ဘူးကစားမားကိုလည်းတရားဝင်မဆက်ဟိုဘာလဲဒီသဘောတူညီမှုတွေပုံကိုရေးဆိုင်ရာရအောင်ယူမထားနိုင်သေးဘူးဝူပါဟန်တန်နဲ့လည်းဘာလက်ရှိချိန်ဒီဘာကလပ်မှသဘောတူညီမှုကျွန်တော်မရသေးဘူးအဲ့ဒါအနည်းဆက်ဆုံးကစားမားနော်အနည်းဆက်ဆုံးကစားမားနော်တောက်လျှောက်လစ်ဆနာရိုမာရီနဲ့အင်ဂျူရီပြဿနာတွေကြုံနေရတာဘယ်သူနဲ့အစားထိုးမလဲအခုချိန်ဒီခန်စစ်ကဘယ်သူ့ကိုခေါ်ပါမယ်ဆိုတဲ့တဲ့ဘာမှမထွက်သေးဘူးကွင်းလေဗျာနော်အဲရစ်စင်ကကျွန်တော်ထွက်တော့မှာကယ်ဆမဲတို့ကဘူးမသိဘာမသိရှေ့ဘာဆက်ဖြစ်မယ်ကျွန်တော်မသိဘူး ဘရူနိုဖာနဒက်စ်ကလည်းသူ့နေရာသူကစားရတာမဟုတ်ဘူး။ဦးကာတေးကလည်းမင်းခြေသွန်းကဆုတ်ပြတ်တက်နေတာ။အခုချိန်ကြီးဘာကွင်းလယ်မှမင်းထိရောက်တဲ့တဲ့ရင်မထွက်ဘူး။နေရိုနေပတန်လည်းတူတူပဲနော်ဂိုးတောင်တက်အောင်မကန်နိုင်တဲ့ဂါနာချူကိုပဲအားကုနေရတာ။နော်ပြီးလို့ရှိရင်မေဆန်မောက်လူကလည်းအင်ဂျူရီကပြုံးသလားမမေ့နဲ့။အဲ့ဒီနေရာကိုကျွန်တော်တို့ဘသူကိုခေါ်ဖို့ကြိုးပမ်းနေလဲအခုချိန်မှာကွန်ညာတဲ့အဲ့ကွန်ညာကိုကျွန်တော်တို့ကြည့်ဘာတွေထိအောင်လုပ်နေနိုင်ပြီလဲကလပ်နဲ့လည်းသဘောတူညီမှုမရကစားသမားနဲ့လည်းသဘောတူညီမှုမရနော် အဲ့ဒါဘာလို့လဲဆိုတော့သူများအသင်းကြီးရဲ့ဘက်ကအမှန်ကန်ကျူးပန်ကိုရီကျန်ခဲ့မှာကိုရီးယားဘာအောင်မြင်မှုမယ်လဲရှိမှာယူနိုက်တက်အခြေအနေမျိုးမှာရှိမနေဘူးအဆင့်၁၆ဗျာဘာလို့လာခြင်းမလဲတန်ဆင်သွားတဲ့ကစားမားတွေကိုခေါ်ရင်တော့မလီကောင်တွေကအင်းနေနေဖြစ်နေ ਉ မှာကိုအသင်းကိုလာဖို့ကအဲ့လောက်ကြီးကြီးကျွန်တော်တို့အသင်းကအခုချိန်ကြီးဘာမှကြီးနေစရာပုံစံမျိုးပြနိုင်ခြင်းမရှိသေးဘူးအပြောင်းအလဲနဲ့ပတ်သက်ရင်ကိုအသင်းဒီလောက်တိုင်ပတ်နေတာစုပ်ပြတ်တက်နေတာတော့မှအခုချိန်ကြီးဘယ်ကစားသမားမှရောက်မလာသေးဘူး အပြောင်းရွှေ့လုပ်ဖို့အတွက်အပြောင်းရွှေ့ရာသီတွေစောင့်နေအလေးချင်းကပြီးသွားပြီဗျဒါကြီးကြံခဲ့ပြီ80ခုနေဝင်ချင်းတွေမှာကြံခဲ့ပြီဘယ်အသင်းကမှကိုလိုချင်တဲ့ကစားမတစ်ယောက်ကိုရဖို့အတွက်အပြောင်းရွှေ့ကာလာရောက်တဲ့ဒီစောင့်မနေတော့ဘူးဘယ်သူမှစောင့်မနေတော့ဘူးเนาะကြူပြီးတော့အလုပ်လုပ်ထားကြတဲ့အသင်းကြီးပဲရဲ့ဆိုတော့ဟိုဒါကြောင့်ကျွန်တော်တို့သူများအသင်းရဲ့အပြောင်းရွှေ့တွေကိုကျွန်တော်ကြည့်လိုက်တာကိုအသင်းတော်တော်ကိုတော်တော်ကိုမင်းကြံခဲ့ပြီဗောနော်တော်တော်ကိုရှက်ဖို့ကောင်းတယ်အခုချိန်အထိစုပ်ပြတ်တတ်နေပါတယ်ဟိုမင်းအဆင့်ကိုကြည့်တော့လေအဝီစီးမှာဗျာတိလား နော်အဝီစီးမှာအခုချိန်ထိဘာမှအပြောင်းအရွှေ့မလုပ်နိုင်သေးဘူးတော်တော်ကိုတော်တော်ကိုစိတ်ညစ်ဖို့ကောင်းပါတယ်တော်တော်ကိုစိတ်ညစ်ဖို့ကောင်းပါတယ်ညောင်းအပြောင်းအရွှေ့တရင်လိုရတာလဲစိတ်ပြည့်စရာကောင်းလာပြီတည်းကိုအသိနဲ့ပတ်သက်လို့ပါလေဟိုဟိုလူကလည်းအာစိတ်ဝင်စားတဲ့ဟေးစောင့်ကြည့်နေတဲ့ဟေးလို့တည်းရမယ်စောင့်ကြည့်ရတဲ့သူတော်မှာမင်းအားနာရင်နားလာတော့မှာဘာမှမလုပ်လို့အတင်းဘက်က Ineos တို့ဘာလို့လဲဒီလူပဲဘာမှမထူကြဘူးမြတ်မင်း ultra pool အသေးဆောင်ပြန်နေစမ်းမအောင်ဟုတ်တယ်မလားမင်းကလေကွာအဲ ultra pool ကိုစောက်မဲ့ငွေကြော်တော့လည်းမရှိ အုပ်ထုပ်ဖို့အသည့်ကိုစောင့်မဲ့ငွေကြေးတော့လည်းမရှိအကြီးအဓိကအရေးကြီးတာဒီကွင်းတွင်းကိုပြင်နိုင်ဖို့ပဲကွင်းတွင်းကစားမားတွေကွင်းတွင်းခြေစွန်းတွေပိုကောင်းလာဖို့ပဲပိုကောင်းတဲ့အသင်းကိုတည်ဆောက်နိုင်ဖို့ပဲဒါကိုအရင်မလုပ်ဖ ೇನೆ เนาะကျွန်တော်တို့ဒါဟူကွင်းနဲ့ဟိဒီဟာဟိเนาะကျွန်တော်တို့ဒါလောက်ပြနေတာအတိတ်ပဲမရှိဘူးအသင်းပိုင်ရှင်တွေအနေနဲ့လေเนาะဆိုတော့ကစားမားတွေလည်းအခုချိန်ထိမခေါ်နိုင်တော်တော်လေးကိုစိတ်ပြုတ်ဖို့ကောင်းပါတယ်တော်တော်လေးကိုစိတ်ပြေဖို့ကောင်းပါတယ်เนาะဆိုတော့ညီကလို့ရော်လက်ရှိအသင်းရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ဘယ်ဘယ်လိုမြင်ကြလဲเนาะဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးဒီမှာနဲ့